ားလုံးမင်္ဂလာပါဒီနေ့ကတော့စုမြအင်စာလုပ်ရင်းနဲ့လွယ်လွယ်ကူကူတော့ချက်လို့ရတဲ့သမင်းကြော်လုပ်နည်းလေးကိုပြပြသွားမှာဖြစ်ပါတယ်အရင်ဆုံးသမင်းကြော်ထဲမှာထည့်မယ်ကိုချိုက်နစ်တက်တဲ့အစာပလာလေးတွေကိုဒိုင်စင်မတ်တက်ကိုသုံးပြီးခတ်တင်လုပ်ပြီးထားရမှာဖြစ်ပါတယ်ဆူမြတ်ဒီနေ့ချက်ပြမယ်သမင်းပကံလုံးတစ်လုံးစာသမင်းကြော်မှာပါဝင်တဲ့ကယ်လိုရီလေးကိုလည်းတက်ပြမှာဖြစ်ပါတယ်။ပါဝင်ပစ္စည်းရဲ့ပိုရှင်အတိုင်းတွက်ချက်ရမှာ150ကယ်လိုရီရှိပါတယ်။ သမင်းဖြူတစ်ပက်ကမှတင်200ကယ်လိုရီရှိတဲ့အတွက်ကြောင့်မလို့စုစုပေါင်း350ရာနဲ့400ကယ်လိုရီရှိနိုင်ပါတယ်ပထမအဦးဆုံးကြက်သွန်ဖြူကြက်သွန်ညီချင်းကို stage မှတ်တက်နဲ့စီတက်ပါမယ်ပြီးရင်ကြက်သားလေးထည့်ပါမယ်ရတာလေးပို့ရှိအောင်ခယူးစီကြာညူ ဘဲငံပြာရည်တို့ကိုထည့်ပြီးကြော်ပြရမှာဖြစ်ပါတယ်။ပြီးရင်အတီရွက်ထဲသမင်းဖြူလေးထည့်ပြီးရင်တော့နတ်နေအောင်မွေပြီးကြော်ပြရမှာဖြစ်ပါတယ်။ချောက်လေးဖြစ်လာပြီဆိုရင်တော့ချလို့ရပါပြီရှင်။သမင်းကြော်လေးစားကြပါအောင်ရှင်။ ဒီဗီဒီယိုလေးကိုမြန်မာ YouTube platform ရဲ့ Food and Catering course လေးကို တက်ပြီးမှဖန်တီးဖြစ်တာဖြစ်ပါတယ်။သူငယ်ချင်းတို့လည်းစိတ်ဝင်စားတဲ့ဆိုရင် MYP page မှာတွေ့ကြည့်ကြပါနော်။